ကျွန်တော်ရဲ့အမျိုးသမီးဆိုရင်နဲ့အိမ်တော်တက်တန်15နှစ်ရှိပြီတာသမီးလည်းရှိပါတယ်အတူလက်ရှိပေါင်းသင်းနေရင်းနဲ့မှာဖောက်ပြန်ပြီး online ပေါ်ကအကောင့်နဲ့လိုက်ပြီးသွားတယ်ပေါ့နော်ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကပြောချင်တာကတော့လူတော်တော်များများမှာကျွန်တော်တို့ဒီ social media ကလည်းအရန်ကြောက်ဖို့ကောင်းပါတယ်ဖောက်ပြန်နေဆိုတဲ့အားတော့ဒီနေ့ခေတ်မှာမဆန်းတော့ဘူးဆိုပေမဲ့အကြီးစားလေးတာကောင်းတဲ့သူကလည်းရှိ ਉਹ ရှိပါတယ်အဲ့ဒီထဲကမှာကျွန်တော်တို့တေချာပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဒီနေ့ခေတ်ရဲ့ဒီအာဖောက်ပြန်မှုတော်တော်များများက online ပေါ်မှာများလာတဲ့အဓိကအကြောင်းရင်းက social media ကကျွန်တော်တို့ ဖောက်ပြန်ဖို့အတွက်လွယ်ကူတဲ့နေရာတစ်ခုဖြစ်ပါတော့ဖောက်ပြန်တယ်ဆိုတာကကျွန်တော်အပြင်မှာလူချင်းချင်းတွေးမှမဟုတ်ပဲねကျွန်တော်ဒီဖုန်းထဲမှာအာစာရေးစာဖတ်တာကစာရေးတာကစာကြူတာတွေကစာကျွန်တော်ဖောက်ပြန်တဲ့သူကတော့သူတို့မှာအိမ်တော်ရှိလားရှိသူရှိလားမေးတော့ဖောက်ပြန်ခြင်းနဲ့သူကမရှိဘူးလို့ပဲပြောပြီးတော့မှဖောက်ပြန်ကြအဲကနေပြီးတော့မှစာရေးရေးပြီးတော့မှအပြင်မှာကျွန်တော်အခုလိုမျိုးတွေဖြစ်လာဖြစ်တတ်တယ်ပေါ့အရင်ခေတ်တုန်းကကြာတော့အခုလိုမျိုးတွေဖောက်ပြန်ဖို့အတွက်ဆိုတော့အရန်ခေးရင်းတယ်ပေါ့နော်အာဒါပေမဲ့ ပြောရမယ်ဆိုရင်တော့အခုခေတ်ဒီဆိုရှယ်မီဒီယာမှာမဟုတ်ပါဘူးရုပ်ရှင်ဇက်ကဗီဒီယိုတွေမှာဆိုရင်လည်းအခုခေတ်ရိုက်ပြတဲ့ဇက်လံအများစုဆိုရင်တော့အိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေတော့ချစ်သူဒီဖောက်ပြန်တဲ့ကားတွေကိုတော်တော်များများရိုက်တယ်ဒီနေရာမှာလူငယ်တွေရဲ့ mindset လူငယ်တွေရဲ့ mindset ရဲ့အသွေးခေါ်ကဘယ်လိုပုံစံမျိုးတွေးတယ်လဲဆိုတဲ့ပုံမှာအယံမှုကြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့လူငယ်အများစုကဒီနေရာမှာ အတုတင်အတတ်မြင်ဆိုတဲ့အတိုင်းပဲကိုကအာဒီနေရာမှာသင်ခန်းစာယူတဲ့သူကအကြီးစားရတာကောင်းတဲ့သူတယောက်ဖြစ်မယ်။တကယ်လို့ကျွန်တော်တို့ကဒီနေရာမှာ ကိုကသင်ခန်းစာမယူဘဲနဲ့ကိုကဒီຢာကိုပါလဲဆိုတော့အားကြတယ်အဲလိုက်ပြီးတော့မှချစ်တူထားတဲ့ခါမှာတယောက်ထမကထားလို့ရတယ်ကိုကအသင်ခန်းစာမယူတတ်တဲ့သူကတော့ဒီຢာကို copy လိုက်ကူတယ်ပေါ့နော်အဲသူတို့ကဒါကိုလိုက်ပြီးတော့မှဖြစ်လာအောင်ကိုကိုကအဘာမှမဖြစ်ပါဘူးဖောက်ပြန်တယ်ဆိုတာဘာမှအများကြီးလည်းမဟုတ်ပါဘူးဆိုတော့ရုပ်ရှင်ဇာတ်ကားလေးမှာဒီပြတဲ့အတိုင်းကိုပဲ သူကလိုက်ပြီးတော့မှနေကြတယ်ဒါဆိုရင်တော့လမ်းမရောက်သွားစေနိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကရုပ်ရှင်ဇာတ်ကားတွေမှာသို့တော်ဒီအိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေချစ်သူဆောင်တွဲတွေဖောက်ပြန်တဲ့ကားတွေအများစုဆိုတာကတော့ကျွန်တော်တို့တော်တော်များများကဒါကလူငယ်တွေမဖြစ်အောင်လို့အပြင်မှာတကယ်လက်တွေ့ရှိတဲ့အရာကိုမဖြစ်အောင်လို့သူကသင်ခန်းစာအနေနဲ့ပြပေးတာဒါကိုကျွန်တော်တို့ကသင်ခန်းစာယူတတ်ရမယ်ဒီလိုမျိုးမမှားအောင်ဒီလိုမှရင်ဇက်သိမ်းရမလှဘူးကိုယ့်ရဲ့အကြည့်သိခါဇာတိတာကိုယ့်ရဲ့နာမည်တလုံးဟာကျွန်တော်တို့အများကြီးပြည့်စည်သွားစေနိုင်တယ်ဆိုတာကိုကိုကဒီအရာကို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 ထိမ့်သိမ့်နိုင်ဖို့လို ပါတယ်ခင်ဗျာဒါကြောင့်မို့လူငယ်များစုအနေနဲ့အာဒီအခုဒီ comment နဲ့ပတ်သက်ပြီးတော့မှလည်းဒါကျွန်တော်တို့ဟာအကြည့်စာရိတ်တာကောင်းတဲ့ဒီတော်တော်များများဆိုရင်ဘလောက်ပဲကျွန်တော် online ပေါ်မှာများများကိုယ့်ရဲ့အကြည့်စာရိတ်တာကောင်းနေတယ်ဆိုရင်ကျွန်တော်ဖောက်ပြန်တဲ့လုပ်ကိုဘယ်တော့ခါမှလည်းလုပ်မှာမဟုတ်ပါဘူးဒါကြောင့်မို့ပြီးတော့ကိုချင်းစာပြဟိုတနေ့ကကျွန်တော်ပြောတယ်လို့ပဲဒါကြောင့်မို့အားလုံးကဒီနေ့ကျွန်တော်သင်ခန်းစာယူပါသူများတက်တာတွေရဲ့အမှားပေါ့နော်အမှားကိုကို့အမှားမဖြစ်အောင်ကိုကတကယ်အကြည့်ဆိုင်တာကောင်းတဲ့သူဖြစ်အောင်ကျွန်တော်ထိထိနေနေနေနိုင်ဖို့လိုပါလောကကြီးမှာလူကောင်းဖြစ်ဖို့အတွက်ဆိုတာကတော့ ကောင်းအောင်ကြိုးစားယူရတာဖြစ်ပါတယ်။ဆိုးဖို့အတွက်ကြလည်းလွယ်လေးပဲ။ဘာမှစဉ်းစားနေစရာမလိုမကောင်းတဲ့ဟာပေါ့ပေါ့ပါလှုပ်လိုက်ရုံပဲ။ဒါကြောင့်မို့ကျွန်တော်အားလုံးနေနဲ့လူကောင်းဖြစ်အောင်ကျွန်တော်ကြိုးစားပါအဲ့တော့အားလုံးနေနဲ့အသက်ရွယ်တစ်ခုရောက်လာတဲ့အခါမှာလူငယ်များစုနေနဲ့တကယ်ကိုရင်းချမ်းမှုနဲ့တူအသိပညာအတွေးခေါ်ပိုင်းဆိုင်ရာရင်းချမ်းနေတဲ့သူတွေဆိုရင်လည်းကျွန်တော်ဟာတကယ်ကိုဘဝကိုကောက်ကောက်မွန်မွန်နဲ့အခြေစိုက်တာကောက်ကောက်နဲ့ဖျက်ဆီးနိုင်မှာဖြစ်ပါတယ်။အားလုံးဖောက်ပြန်မှုကင်းတဲ့အိမ်တော်ရေဖောက်ပြန်မှုကင်းတဲ့ချစ်ရှင်နေနေတာဆုံတွေ့ကြပါစေလို့ပြောချင်ပါတယ်ခင်ဗျာ။